ော်မင်းနေကိုဆွန့်လွတ်ပြီးကမှပြိုင်ဆိုင်နေကြားကနေပြန်ခေါ်ချင်နေတဲ့ United အားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကတင်ဆက်နေပါ ರಿ မန်ချက်စတာ United ဟာ2024မှာတုန်းကသူတို့ရဲ့ကမ်ပီတွက်လေးစကောမက်ဒိုမီနေကို Napoli စီရောင်းချခဲ့မိတာကအမှားတစ်ခုဖြစ်ကြောင်းလက်ခံလိုက်ကြပြီဖြစ်ပြီးဒီမောက်ကိုပြည့်ဝမှုအတွက်ကြိုးစားနေကြပါ ರಿ ဒါပေမဲ့အမှားတိုင်းဟာအဖို့ခကြည်ပါ ರಿ ရတဲ့ဟာဒိုမီနေအတွက်ပေါင်26တန်းရရှိခဲ့ပေမဲ့ဒိုမီနေကနာပိုလီကိုစီးရီးရဲ့ချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးခဲ့တဲ့ပြင် စီတီရဲ့ကောင်းဆုံးကစားမဆုကိုပါရရှိလိုက်ပါသေးတယ်။ဒီတော့ဒေါ်မီနီကိုခေါ်ယူချင်ကြတဲ့အတင်းတွေကလည်းဝိုင်းဝိုင်းလည်နေပြီးတော့ United ကပြန်ခေါ်ချင်တယ်ဆိုရင်ပေါင်44တန်းလောက်အထိကုန်ကြတော့မှလည်းဖြစ်ပါလိမ့်။ဒေါ်မီနီက United အတွက်ပွဲပေါင်း255ပွဲကစားပေးအပြီးမှာပြည်တိုင်းဘောလုံးလောကရဲ့ပြင်ပစီကိုအတောင်ဖြန့်ထွက်ခွာဖို့အခွင့်အရေးရရှိခဲ့ပါလိမ့်။အသက်26နှစ်ရွယ်ကစားမလေးဒေါ်မီနီကအိုးထက်ဖို့မှာပွဲတွေကစားမအဖြစ်ကစားရဖို့ရုံကန်နေကြရပါမယ်လေ။နေပြည်တော်မှာတော့ချက်ချင်းဆိုလိုပဲပြည်သက်ချစ်တော်တယောက်ဖြစ်လာခဲ့ပါရဲ့ ဂျာမနီကပြီးခဲ့တဲ့ရာသီမှာနာပိုလီရဲ့ချန်ပီယံခရီးအတွက်ပြိုင်ပွဲဆုံးသင်္ကိုး73ကိုသွင်းယူပေးခဲ့ပြီး MVP ဆုကြီးကိုလည်းရရှိခဲ့ပါသေးတယ်။ဒမလေကောလာဟာလာရီရတော့ဒိုမီနီနဲ့ချစ်သူကောင်းပါလေးခန့်ရီဂျင်းတို့ကနာပိုလီမှာအနေငယ်အသားမကျဖြစ်နေသေးတယ်လို့သိရပါတယ်။လာလီဂါထိပ်တန်းတင်းကြီးတဲ့အသင်းဖြစ်တဲ့ဘာစီလိုနာကဒိုမီနီရဲ့အခြေအနေကိုစောင့်ကြည့်နေကြသလိုပရီးမီးယားလိပြိုင်ပွဲအသင်းတွေဖြစ်ကြတဲ့နျူကာဆယ်နဲ့တော်တန်တို့ကလည်းဒိုမီနီရဲ့အိမ်ပြန်ခရီးအတွက်တကားဖွင့်ပေးထားကြပါတယ်။ တကယ်လို့ United သား Dominate ကိုပြန်ကြိုးစားမယ်ဆိုရင်ပြိုင်ဆိုင်တင်းနေကြမှာရှင်လိုက်ပြီးတော့ကြိုးစားရနိုင်ပါ रे ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ Coach Offside ကတော့ Scott Dominate အပေါ်မှာလေးနဲ့စိတ်ဝင်စားမှုတွေရှိနေကြပါ रे Manchester United ကသူ့ကိုပြန်လို့ချင်နေပါ रे Newcastle နဲ့ Tottenham ကလည်းစောင့်ကြည့်နေကြပါ रे Barcelona ကလည်း Dominate ကသူတို့ရဲ့ကွင်းလယ်အတွက်အသင်းလျော်ရဲ့ကစားမလို့ရှုမြင်ထားပါ रे ဆိုပြီးဖော်ပြလာခဲ့ပါ रे ဒီမနေ့နဲ့ပတ်သက်ရင် Manchester United ကဘာကြောင့်လဲလို့ဖို့ဆုံးဖြတ်လိုက်ရတာလဲဆိုတော့ဒီနေ့ထိမေးခွန်းတွေရှိနေကြသေးပါ ်ဂျော်မနီကနေရာစုံကစားနိုင်တဲ့ကစားမကောင်းတစ်ယောက်ဖြစ်ပြီးဂယ်မီကျွတ် DNA DNA စစ်စစ်တစ်ယောက်လည်းဖြစ်ပါတယ်ဒီအကြောင်းကိုထုတ်ပြောလာကြတဲ့နီးပြရဲ့ထဲမှာယူနိုက်တက်နီးပြဟောင်းအိုလီဂန်နာဆိုရှယ်လေတယောက်အပါအဝင်ဖြစ်ခဲ့ပါတယ်ဂျော်မနီကဆိုရှယ်လက်ထက်မှာ135ဘွဲတောင်ကစားခဲ့ပြီးတော့ဆိုရှယ်ကတော့ဒီပြောင်းရွှေ့ကြောင့်သူဒေါ်လေးအန်အော်တုံလို့ရတယ်လို့ပြောခဲ့တယ်လို့သူသာဆိုရင်ဒီကိစ္စကိုဘယ်တော့မှမီးစိမ်းပြမှာမဟုတ်ကြောင်းကိုလည်းပြောသွားခဲ့ပါသည်ဒိုမနီဟာသူ့ရဲ့ရည်သွေးခံယူချက်စူးစမ်းမှုတွေနဲ့သူ့ရဲ့ပုံရိပ်ကိုတိစောက်ထားတဲ့ကစားမဖြစ်ပါရီ အသင်းကသာတရားခိုင်နှုန်းကစားနိုင်မယ်ဆိုရင်ဒိုမီနီကလည်းသူ့ရဲ့တကယ်အဆင့်တန်းကိုပြသနိုင်တဲ့ကစားမဖြစ်ကြောင်းလဲဆိုရှာကချီးကျူးခဲ့ပါသေးတယ်။နာပိုလီကခြေစွမ်းကိုကြည့်ရင်ဒိုမီနီဘလောက်ဒီကောင်းနိုင်တယ်လဲဆိုတာကိုလည်းသိနိုင်ကြောင်းဆိုရှာကထောက်ပြသွားခဲ့ပါတယ်။ဒါပေမဲ့ Ranking ကတော့ United ကိုနောက်ကြောင်းပြန်ပြီးတော့ကစားမဟောင်းနေစီမှာပဲအချိန်မကုန်စေချင်ပါဘူး။ Ranking ကသူ့အနေနဲ့ဒိုမီနီကကမ်မီဒွတ်တယောက်ဖြစ်တယ်လို့အီတလီမှာခြေစွမ်းပြနေတယ်ဆိုရင်တောင်ဒိုမီနီက United ကိုတွေ့တက်လာအောင်ဆွမ်းဆောင်ပေးနိုင်မှာလို့အပတ်တိုင်းမတွေးနေချင်းကြောင်းလဲပြောခဲ့ပါတယ်။ ဂျာမနီဟာဒီအသီးမှာနာပိုလီအတွက်ပြိုင်ပွဲစုံ14ပွဲပအဝင်ကစားထပ်ရမှာ၄ဂိုးသွင်းယူပေးချပါရီဂျာမနီကနာပိုလီမှာအရင်ကတည်ကျွမ်းခဲ့တဲ့ကစားမိုက်နဲ့ပြန်လည်ဆုံတွေ့နေပြီးတော့မန်ယူနိုက်တက်ကနေအငားထွက်လာတဲ့ရမတ်ဝိုင်လန်မန်စီကစားမဒါဘီပြိုင်ပွဲဟောင်းဖြစ်သူကေဗင်ဒီဘရိုင်းနိုနဲ့အတူပျော်ပျော်ရွှင်ရွှင်ကစားနေပါရီဂျာမနီကနာပိုလီနဲ့2018ခုနှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပေမဲ့ကလန်ချက်တွေရှိလာရင်တော့စဉ်းစားသွားမယ်လို့သိရပါရီလက်ရှိမှာဒိုမီနီကစကော့လန်လေရင်အသင်းနဲ့အတူရှိနေပြီးတော့ တောင်နဲ့၁၆ကဘာပလာခြေစစ်ပွဲအတွက်အသင်းကိုဆက်လက်ဦးဆောင်နေပါသည်။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးအထူးတင်ရှိပါရမြောက်။